အင်တာမိုင်ယာမီဝိုင်းရင်တိုက်စင်မိုးမစီကသူ့ရဲ့ကစားသမားဘဝတလျှောက်အကြိုက်ဆုံးသွင်းကိုအဖြစ်2009ချန်ပီယံလိဘောလုံးပွဲမှာမန်ချက်စတာယူနိုက်တက်အသင်းဘက်ကိုသွင်းယူခဲ့တဲ့ခေါင်းတိုက်ဂိုးကိုရွေးချယ်ခဲ့ပါတယ်။ အသက်38နှစ်အရွယ်ရှိတဲ့အာဂျင်တီးနားလူရင်းစဉ်အသင်းကောင်းဆောင်မက်ဆီဟာကစားသမားဘဝတလျှောက်ကလပ်အသင်းတွေနဲ့နိုင်ငံလူရင်းစဉ်အသေးအတွက်ဂိုးပေါင်း860အထိသွင်းယူထားတာပါမက်ဆီဟာ ESPN သတင်းဌာနနဲ့တွေ့ဆုံရမှာကစားသမားဘဝတလျှောက်အကြိုက်ဆုံးသွင်းကိုကိုရွေးချယ်ခဲ့ပြီး2009ချန်ပီယံလိဘောလုံးပွဲမှာ Manchester United အသင်းဘက်ကိုသွင်းယူခဲ့တဲ့ဂိုးကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။ 2009ချန်ပီယံလိဘောလုပွဲမှာဘာစီလိုနာနဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့တွေ့ဆုံခဲ့ပြီးဘာစီလိုနာအသင်းကနှစ်ဂိုးကိုမရှိနဲ့အနိုင်ရခဲ့တာပါအဲ့ဒီပွဲရဲ့ပွဲချိန်မိနစ်80မှာမက်ဆီဟာဘာစီလိုနာအသင်းအတွက်အနိုင်သေးကြစေမဲ့ဒုတိယဂိုးကိုခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ် မက်ဆီကကျွန်တော်ဂိုးပေါင်းများစွာသွင်းယူခဲ့ပါတယ်။အဲ့ဒီဂိုးတွေထဲမှာပုံလှတဲ့ဂိုးတွေရှိသလိုပိုပြီးအရေးကြီးတဲ့ဂိုးတွေလည်းရှိပါတယ်။ဒါပေမဲ့ Champion League ဘောလုံးပွဲမှာ Manchester United ဘက်ကိုသွင်းယူခဲ့တဲ့ခေါင်းတိုက်သွင်းကိုကတော့ကျွန်တော်တို့အမြဲတမ်းအကြိုက်ဆုံးဂိုးဖြစ်နေမှာပါလို့ပြောဆိုခဲ့တာပါ။